နေကြပန်လူတွေကနေမင်းကြီးကိုမျက်နှာမူပြီးငေးကြည့်နေတတ်ကြပေမဲ့နေမင်းကြီးအတွက်ကတော့ခရဲအောင်ပြလဲလဲပန်းလေးတွေကသာအလှဆုံးပါတဲ့။ဒါရီကပန်းတွေတင်ပဲဟုတ်မလဲ။သူ့ရဲ့စိတ်ဝိညာဉ်သူ့နှလုံးသားနဲ့ဘယ်ရာကားမှအစာမထိုးနိုင်တဲ့သူ့ရဲ့ခြေရာဆုံးသူလည်းဖြစ်ပါတယ်။ဒီဇလန်လေးကတော့ဂရိနဲ့ဖျားတပားနဲ့လူသားယောက်ျားတဦးရဲ့ခြေထဲကအချစ်ဇလန်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ယောက်ျားနှစ်ဦးရဲ့ခြေကချီကွဲလန့်စွဖွဲ့အချစ်ဇလန်လေးပါ။ ဒီဇလန်းလေးကိုဆက်မပြောခင်မှာကျမရဲ့ channel လေးကို like and subscribe နဲ့အားပေးသွားကြပါဦးနော်။ရှိတ်ခေ Green နိုင်ငံ Sparta မြို့မှာအလွန်တရာချုံးပေါ်လှပတဲ့မင်းသားတို့ရှိခဲ့ပါတယ်။သူ့ရဲ့အစင်းတင်ပြင်းကပြပြကျော်ရှင်လွန်းတာကြောင့်မက်ဖျားရီရဲ့လက်နဲ့ထုစစ်ထားတာလို့တော့သင်စားရပါတယ်။သူကစပိနဲနုပညာကိုစိတ်ဝင်စားပြီးတော့အိုလံပစ်အားကစားတစ်ခုဖြစ်တဲ့ဒစ်ကအားကစားကိုလည်းကျွမ်းကျင်တက်မြောက်တဲ့သူတူဦးဖြစ်ပါတယ် ချောမောလှပတယ်လို့တိမ်မွေ့လွန်းလာကြောင်းလဲပြေးတဲ့အခါမှာခြေရာတော့မထင်တော့အောင်ပါပဲတဲ့အလိုမျိုးကောင်းချင်းတွေနဲ့ပြည်စုံပြီး လူသားတွေကြားတဲ့အတင်မှာမကလက်ဖျားတွေကတော့ချစ်ခင်နဲ့တက်ချစ်ခံရတဲ့မင်းသားရဲ့နာမည်ကတော့ Hyacinthus လို့ခေါ်ပါတယ်သူ့ရဲ့ချစ်ကိုရခဲ့တဲ့သူကတော့နေနဲ့ဖျားအပူလိုပဲဖြစ်ပါတယ်အပူလိုကနေနဲ့ဖျားဆိုပေမဲ့စာပေအမှုပညာနဲ့တက္ကီသားတို့ရဲ့အရှင်သခင်လည်းဖြစ်ပြီးတော့ပြည်ဆောင်သူရိယာကိုကြွန့်ကျင်စွာတည်ခတ်နိုင်တဲ့သူပါ ဒါတွေမကပါဘူးသူကလက်ပြချမ်းကျင်ပြီးရောစေကူတာချင်းနဲ့ရှင်းပြဟောချင်းတွေကိုပါလုံနိုင်တဲ့နှက်ဖရပါ။ကောင်းကင်မှာနေရထားကိုမောင်းနေနေရင်တရမှာတော့သူက စပါတာမျိုးရဲ့ကွင်ပြင်ထဲမှာဒစ်ကတ်ကစားနေတဲ့ဟာယာဆင်ကိုတွေ့မြင်ခဲ့ပါတယ်။ဟာယာဆင်ရဲ့ချောမောလာပါတဲ့အစင်းစားအပိုလိုကစိတ်ဝင်စားသွားခဲ့ပါတယ်။စပိန်နုပညာနဲ့တခိသားတွေကိုချစ်မြတ်နိုးတဲ့သူတို့နှစ်ဦးကအနုပညာနှက်ဖရရဲ့နေထိုင်တဲ့ပနာဆက်ကောင်ပေါ်မှာစတင်တွေ့ဆုံခဲ့ပါတယ်။ အပိုလိုကဟိုင်ယာဆင်းရဲစိတ်ထားနဲ့အမှုအရာတွေကြောင့်ချစ်ခင်နှစ်သက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့နှဖျားဆိုတဲ့ရှိန်ဝါတွေကိုမိထားပြီးတော့တာမန်လူတူအဖြစ်နဲ့ပဲဟိုင်ယာဆင်းကိုချီးကပ်ခဲ့ပါတယ်။ဒီလိုနဲ့ဟိုင်ယာဆင်းကလည်းအပိုလိုပေါ်မှာမြတ်တာတဝင်ရင်းနဲ့သူတို့နှစ်ဦးဟာမကြခင်မှာသိရှိကြတဲ့ချစ်သူတွေဖြစ်သွားပါတော့တယ်။အပိုလိုကသူ့ရဲ့ချစ်သူကိုရထားမောင်းနေလိပြင်းနေတဲ့ပြတ်ဆောင်တိခဏ်တွေကိုအမြဲတင်ပေးလိရှိပါတယ်။ ။ဒါပြင်သူတို့နှစ်ဦးကအားလက်ချိန်တွေမှာ discount ကစားတကြပါတယ်တဲ့။အလိုနဲ့ချစ်သူနှစ်ဦးရဲ့ရေသံတွေကစပါတာမျိုးရဲ့ကွင်းပြင်တွေမှာလမ်းမိုးနေကြတာပေါ့နော်။ဒါပေမဲ့ဒီဇလန်လေးကကြွရှင်ကြရင်နဲ့ပဲပြည်နေရတော့မဟုတ်ဘူးပေါ့နော်။ဒီလိုမျိုးချစ်သူနှစ်ဦးရဲ့မြင်ကွင်းကိုမနာလိုမှုတွေနဲ့ဆောင်ကြည့်နေသူတို့အုပ်လည်းရှိနေခဲ့ပါဗျ။သူကတော့နှွေဦးရသူကိုခေါ်ဆောင်လာတယ်။အနောက်ဘက်ကလီပြင်းလီနှင်းတွေရဲ့အရှင်သခင်၊နတ်ဘုရားဇက်ဖရက်စ်ပဲဖြစ်ပါဗျ။ သူကတချိန်လုံးကဟာယာဆင်ကိုတစ်ဖက်သက်ချမြန်နှုတ်ခဲ့ရပြီးရောဟာယာဆင်ကအပေါ်လူကိုရွေးသွားခဲ့တဲ့ခါမှာတော့သူရဲ့ချစ်တွေဟာမနာလိုမှုနဲ့အမုန်းတရားတွေဖြစ်တာပြောင်းလဲသွားခဲ့ပါတယ်။ပါယာလှပတဲ့ညနေခင်းမှာတော့ဟာယာဆင်နဲ့အပေါ်လူကကွင်းပြင်တစ်ခုမှာဒစ်စကတ်ကစားနေခဲ့ပါတယ်။အပေါ်လူကဒစ်စကတ်ပြားကိုပြစ်လိုက်တဲ့ချိန်မှာဟာယာဆင်ကဖမ်းဖို့အတွက်ပြေးသွားပါတယ်။ဒီချိန်မှာမနာလိုမှုတွေနဲ့အမြဲဆောင်းကြည့်နေတဲ့ Surface အတွက်အချစ်အတွက်လက်စားချေဖို့ခွင့်ရရခဲ့ပါတယ် သူကပြန်ကျလာတဲ့ disket အပြားကို သူ့ရဲ့အစွမ်းနဲ့အားကုန်ဟုတ်ထုတ်လိုက်ပါတယ်။အဲ့လိုနဲ့လမ်းကြောင်းပြောင်းသွားတဲ့ disket ပြားက ရေသံတွေကိုတိတ်ဆိတ်သွားခဲ့ပြီးစပါတာမျိုးရဲ့ခြေပွင့်လေးကိုကျွေးကျစေခဲ့ပါတယ်။ Zephyrus ရဲ့အချစ်ကအမုန်းဖြစ်ပြောင်းသွားခဲ့ပြီးတော့ disket ပြားက Hyacin ရဲ့လေပင်ကိုထိမှန်သွားခဲ့တာပါ။ပိုလိုကချစ်သူကိုပြုတ်ဖန်ရင်းနဲ့ပဲသူ့ရဲ့နှက်ပြားအစွမ်းနဲ့ကုသဖို့အစွမ်းကုန်စူးစမ်းခဲ့ပါဗျ ဒါပေမဲ့ကံကြမ္မာနသမီးတွေကစပါတာမင်းသားလေးဟာယာဆင်ရဲ့အသက်ဝိညာဉ်တို့ကိုဖျက်တောက်ပြီးသွားပါပြီ။အပိုလိုနောက်ကျသွားခဲ့ပါပြီ။ဒါမဖြစ်နိုင်ဘူး။ငါငါချစ်သူကိုတော့မှမကယ်နိုင်တော့ဒီစွမ်းနေရမလုပ်ရအောင်မှာလေ။ဖြစ်နိုင်ရင်မင်းနဲ့အတူဒီမောင်ခီးကိုလိုက်ခဲ့ကြမှာရယ်။ဒါပေမဲ့ငါကံကြမ္မာကအလင်းထဲမှာကိုတောင်းမှန်ပါတဲ့ချစ်ရယ်ဆိုပြီးတော့အပိုလိုကချစ်သူကိုပြန်ဖန်ရင်းနဲ့ငိုကြွေးနေခဲ့တယ်။ ငါဖျားရဲ့မျက်ရည်တွေကသူ့ရဲ့ချစ်သူကိုပေါ်ကသူ့ရည်နဲ့ရောရှက်ပြီးမြေပြင်ပေါ်ကျသွားခဲ့ပါတယ်။အဲ့ဒီနေရာမှာတော့ရှုထည့်ရဲ့အပင်လေးတစ်ပင်ပေါက်လာပါတယ်။ဒီပင်လေးကခန္ဓာအတွင်းကြီးထွားပြီးတော့ပန်းမွင်လေးတစ်ပွင့်လည်းပွင့်လာပါတော့တယ်။နေဝင်ကားစကောင်းငင်ရဲ့အရာလိုမျိုးခဲရောင်ပွင့်ဖက်တွေနဲ့ဒီပန်းကလေးကဝမ်းနဲ့ငိုကြွေးသလိုမျိုးကွေးညွတ်နေပါတယ်။ပွင့်ဖက်တစ်ခုချင်းစီပေါ်မှာလည်းအပူလိုရဲ့မြေယူတွေကိုပုံဖော်ထားပါတယ်တဲ့။ အပိုလိုကဒီပန်းလေးကိုညသားစွာကင်လိုက်ရင်းနဲ့သူ့ရဲ့ဝမ်းနည်းမှုဟာသောတာဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူကဆဖရက်ရဲ့နာမည်ကို အခေါ်လိုက်ပြီးတော့စပါတာမျိုးကနေဒီလီညင်းလေးကိုအပီးတိုင်းနဲ့ထုတ်ခဲ့ပါတယ်တဲ့။သူ့ရဲ့မျက်ရည်တွေနဲ့ချစ်သူရဲ့သွေးကလေးဖြစ်လာတဲ့ဒီပန်းလေးကိုတော့ချေရသူရဲ့နာမည်ဖြစ်တဲ့ဟာယာဆင်လို့ပဲအမည်တွင်ခဲ့စေပါတယ်။ဒီပန်းလေးတွေကဘာပေါ်မှာပွင့်နေတဲ့၍သူ့ရဲ့ချစ်သူကိုလူတိုင်းကအမှတ်ရနိုင်စေဖို့ပါတဲ့။ ဲ့ဒီချိန်ကလေးကຫນွေဦးရတီချောက်တိုင်းဟာရဆင်ပန်းလေးတွေအလဆုံးဖွင့်လန်းလာကြတာခုဒီပါပဲ။ရှစ်ခစ်ပါတာပြီမှာတော့ຫນွေဦးရတီရောက်တဲ့ခါတိုင်းမှာဟာရဆင်သက်စပွဲတော်ကိုတုံးရက်ကျင်းပကြပါတယ်။ပထမဆုံးရက်ကဟာရဆင်ရဲ့တည်ဆုံမှုကိုဝမ်းနဲ့ပူဆွေးကြပြီးတန်ရရမှာတော့သူ့ကိုခုံပြူတဲ့အနေနဲ့ပျော်ဝဲရှင်ပွဲတွေကျင်းပကြပါတယ်။အပိုလိုနှစ်ဖျားကိုဆူတောင်းတဲ့အခါမှာလည်းဟာယာဆင်ပန်းလေးတွေတုံးတဲ့အခါမှာဆူတောင်းတွေပူပြည်တဲ့နှစ်ဖျားကပူကြိုက်တယ်လို့လည်းယူရှိခဲ့ပါဗျ ဒါကတော့ဂရိတန်နာရီရဲ့ကကြည်ကွဲစရာအချစ်ဇလန်းလေးတစ်ပုဒ်ဖြစ်တယ်လို့ဖျားဆင်ပန်းလေးတွေဖြစ်ပေါ်လာခဲ့တဲ့တန်နာရီလေးဖြစ်ပါတယ်။ပြည်သက်ကြီးတဲ့မှာရောကိုပေါ်မှာအပေါ်လိုလိုမျိုးချစ်မဲ့သူနဲ့တွေ့ကြပြီးပြီလား။တွေ့ပြီပြီဆိုရင်လည်း comment ထဲမှာရေးသွားပေးကြအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားကြအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးတော့မှာမလို့ကျမရဲ့ channel လေးကို like and subscribe နဲ့ဆက်လက်ဆက်ကြည့်ပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။